င်းတို့ဆွေးခွေးတောင်းတာပါလိုက်ကြည့်ပေးပါဒီနေ့ညနေဖန်အံသွားမှာမလို့မော်လမြိုင်ကာကြီးဝင်းမှာဖန်အံလက်မှတ်သွားဝယ်ပါတယ် သူကစီမဲကားတော့မျက်ရည်နာမင်းမှာနှစ်နိုင်ကားနဲ့လို့သွားမှာပါသွားမယ်ကားကြီးပေါ်ကိုအခုလိုကားလေးတွေနဲ့တစ်စင်းပြန်သွားပါတယ်ဒီကားပေါ်ရောက်လို့ရှိရင်လည်းအခုမြင်နေရတဲ့အတိုင်းပဲအထုတ်တီးပလုံနေရတော့တော်တော်များပါတယ်ရေငုံထားနဲ့ပြောရမယ်ဆိုလို့ရှိရင် YBX ကားတက်တော့ပို့ပြီးတော့အဲကြက်တယ်ကျွန်တော်ကတော့အတွေ့အကြုံရအောင်လို့ဒီ client ကရွှေခဲ့ပေမဲ့လည်း ticket တကယ်တော့ open channel နဲ့ထွက်မကိုက်ခဲ့ပါဘူးရှင်။ န်းပတ်ရောက်လို့လေခွင်းတွေကိုကျော်ပြီးတော့တောင်တန်းတွေကိုမြင်လိုက်ရတာနဲ့အဲဒီလိုကားစီလာပြီးတော့ပင်ပန်းတဲ့အဲဖီလင်းကတော့တကယ်ကိုပြေပြောက်သွားရပါတယ်။ဒီလိုရေကားထွက်ချိန်နောက်ကျတာရောလမ်းမှာပစ္စည်းတွေအချိန်ချလောက်တာနေရောကြောင့်ကားစီချိန်ရတော့တနင်္လာရီကျော်ချပါပါတယ်။ဒီနေ့၄နာရီဆွဆွလောက်မှာဖမ်းမျိုးလေးကိုဝင်လာပါတယ်။ ့တင်မဲ့ဟိုတယ်ရောက်ပါပြီဒါကတော့နင်တို့အခန်းထဲကနေပြီးလမ်းမြင်ရတဲ့ဖန်ကန်တာယာနဲ့ဒီဆွဲကပင်ကျိုင်းတောင်ကြီးရဲ့အလှပါနင်တို့နေတဲ့အခန်းကရူတော့နဲ့ညီရမလို့ညာပတ်ဒီလိုအတန်လေးတော့ကြားရပါတယ်အေးစစ်နေချင်းတဲ့လူတွေဆိုလို့ရှိရင်တော့၅လလောက်ကအခန်းကိုစပြီးနေဖို့ညအချမ်းပေးပါတယ်အားလုံးကနာတွေပါအားလုံးမင်္ဂလာပါတော့ဒီနေ့ နော်ခန်းနေမြင်ရတဲ့ဖန်ဘူးကိုမပြရသေးလို့ပါအဲ့ဒါပြပေးမယ်နော်လိုက်ကြည့်ပေးပါဦးမင်းကပြဒီဗီဒီယိုလေးမစားခင်နေတဲ့ channel လေးကို like subscribe လုပ်ခဲ့ပြီးတော့ဆောက်ပါရရှင် ေးမင်းရောနည်းစုစုနေတာတော့မလားဘလောစင်လည်းနည်းနားမခေါ်သေးဘူးခေါ်ကြည့်မှဖိုက်ဆောင်နေတာဒါချမ်းလေးကိုချီပြီးတော့တက်မှရှိပါရဲ့လိုက်ကြည့်ပြီးပါဦးမှ ဆောကပင်တောင်ယူဆပြီးတော့မြင်နေရတာနဲ့တယ်ရှင်နေခေါ်ပြီးတော့တကယ်ကိုစိတ်လှုပ်ရှားနေပါတယ်ဆုံးမနာကိုနေလို့ခုတက်မဲ့လုံမဏီဘက်ကတက်လို့ရတယ်လို့ခလောင်းတို့ဘက်ကနေလည်းတက်လို့ရပါတယ်ခလောင်းတို့ဘက်ကဆိုရင်တော့လေကတိတေပဲပါပြီးတော့သူကပို့ပြီးတော့မတ်တယ်လို့ထင်ရတာပေါ့နော် င်းတို့ရေတောင်ကြီးကနေပြီးတော့ရှင်းနိုင်ခွဲလောက်စတက်ခဲ့ပါတယ်။လမ်းမှာတော့အချက်ရည်ဒီကွန်အတွက်သဲအေးလေးလေးသဲလို့ရတယ်ဆိုတာနဲ့နှင်းကခလေးချီနဲ့နှစ်ထုပ်တက်ခဲ့ပါသေးတယ်။မင်းလေးကိုတောင်ပေါ်မှာမြောက်တည်ရှိရဲဆိုပြီးပြောခဲ့တာမလို့သူကမတွေ့ရမချင်းကိုမင်းနေပါတော့တယ်။

这个地方好修。现在能干。ဒီခွေးလေအနေနဲ့တောင်ကြီးစားတတ်ခရရလိုက်လာတာပေါ့နော်သူ့ကိုပေါမုံတလုံးကျွေးရခါကျရင်နောက်ထပ်ဆက်လိုက်တယ်သူကလည်းအဲ့လိုပဲလိုက်တက်ဖို့ရည်ဦးသူ့ထပ်တက်ပြီးတော့ကျွေးပေးရတဲ့သဘောပါပဲဟုတ်ပါ ညာအင်ဂျယ်နော်ဒီနော်လေကလေးချင်းတစ်ဖက်နဲ့ဆွေးရှိရှိတက်လာလိုက်ကြအခုဆိုလို့ရှိရင်အထက်ရည်တကောရောက်ပါပြီအဲနှင်းလက်ကနေတည်လာတဲ့တဲ့အိနှိတ်ကလည်းဒီမှာထားအောင်ပါဆိုတော့အဲကိုကူကလည်းဒီကြည့်တည်လာနိုင်ခဲ့လို့ခေါ်ယူပါတယ် ဲ့ဒီဝန်ကျော်ပြီဆိုတာနဲ့ရှင်တို့တွေတော်လန်းလေးကိုစပြီးဝင်ရပါပြီအခုတော်လန်းလေးပြထားတာကကြာတော့သူကဒီထက် adventure ဆန်ဆန်သွားခြင်းလေလူတွေအတွက်ကိုလမ်းဖောက်ပြီးသွားရတယ်တော်လန်းလေးပါမိုးရင်းဆိုလို့ရှိရင်တော့ပို့ပြီးတော့အပင်ထူတာပေါ့နော် အာတော်လန်းလေးအစမှာတော့အခုလိုမျိုးကြောက်ကလေးတွေနဲ့အဲလေကတဲ့ကလေးတွေနဲ့ဆိုတော့လေအဲဒီတိုင်းလေးပဲလို့စိတ်ထဲမှာထင်ခဲ့ပေမဲ့အရှိမဒီချက်ဖို့ channel လမ်းနေလာပါအောင်မယ်နင်းနေတူတူဆက်ကြည့်ပြပါအောင်ရှင်တနားနနားနနားနနားလောက်ထားတာကော motivation နဲ့ပေးရအောင်ကျေးဇူးပဲဟောရဆွေးရအောင်လို့လိုက်တာလေဘယ်လိုလဲအဲဟိုမင်းတောက်တောက်မင်းချောင်းရောက်ရမ်းရမ်း ဒါချက်ရေပေါ်တွင်မှရှိတဲ့နေရည်ကပြောမည်ဟိုးထဲမှာရည်သေးရစီးရည်တိုင်းဆိုကြာဖီးဖလိုက်လို့တိတ်ကြီးနေစေဒီပုံမှုတက်တယ်ပြော ခုတော့ကိုရိုင်းတက်နေပါပြီတချို့လမ်းပြည့်တဲ့နေရာလေးဆိုလို့ရှိရင်တအချမ်းကသူကိုရိုင်းတက်ရှင်နေဆိုတာနဲ့မိမိတို့လည်းတက်ခွင့်ပေးခဲ့ပါတယ်အဲ့လိုမျိုးဆိုတော့မိမိတို့လည်းနည်းနည်းလေးပို့ပြီးတက်တာခဲ့တာပေါ့နော်ဟုတ်ကဲ့အတားချင်းလည်းဟိုပါလေ။ဖက်ပြစ်တာကခက်ကြီးလို့ရ။ချွေးပါရင်မနှမ်းနဲ့။သူ့ကိုပြောလို့မခေါ်နဲ့။ဟေး။ 还有蛮多东西。 င်းဆိုဒီတော့ရေးရပြတာပြရလဲရေးဒီနောက်ကနေစပြီးတော့တော်လန်းကဟိုကြောက်ခဲနေနဲ့မညီမညာဖြစ်တော့သမီးလေးကိုပြန်တင်ခဲ့ပါတယ်။ဟိုဆိုတော့အခုချိန်ဒီသမီးလေးကမညီမညီဝဲလိုက်ပြရဆိုတော့နင်းတို့တော်တော်လေးကံကောင်းတယ်လို့ပြောရပါမယ်။ညာညာ fish 他地上嘛可以吗？燃烧嘛主要是。嗯。他前一燃烧目标，那也打呗。不知道。Let's go. 大半夜时候，来嘛，当着这路人。 အစင်းတဲ့လူတွေနဲ့တော့မပြတ်ပါဘူး။တွားရင်မောနေရင်လည်းလှုပ်ဆက်လိုက်၊စားလိုက်နဲ့တကယ်ကိုပြောဖို့ကောင်းပါတယ်။ Thank you. sẽ nhớ chi cho bà dễ Hello. Sẽ sẽ phê ạ Cho con cha bà dễ Ta lỡ hò Chúc lời đồng bình Beep beep. နေနေမြောင်းတော့ဖေဖေတစ်ခေါက်ပြန်ပြီးတော့တင်ပေးပါရစေ။အချက်တော့ဖေဖေစီမှာလောကမတက်ချင်ဘူးလို့ပြောပါရစေ။ဒါလည်းတန်းတယ်ဘာလို့ခုတော့သူ့ပြေးလဲပါနေတော့ခဏညာမယ်ပါကဲခေးရမယ်ဆိုရင်ကပေးတက်ခွာကူလားခေးရပါဘူးခေးရပါဟုတ်ကဲ့သူ့ပြေးလဲစစ်စစ်ရတယ်ကဲ ါကတော့လူတွေတက်ဖမ်းလို့ကောင်းတဲ့တောက်လေကနေရာလေးပါပြီးတော့တက်လာလိုက်တာခုဆိုလို့ရှိရင်တော်တော်လေးခေးရောက်နေပြီပေါ့နော်တောင်ပေါ်ရောက်ခန့်နေလေးလေးဆိုပြီးတော့အသက်ရှူတန်းလေးကပြင်းလာပြီရှူင်းလေးတွေကလည်းပိုလှလာပြီလေးပါပဲယောက်ျားလို့ဆိုရင်အသေးကမှရှော့မယ်တက်ထားယောက်ျား fighting ချင်းတိတ်တွေကိုနားမလည်ပေမဲ့လည်းဒီတချင်းတန်လေးကြောက်ပို့ပြီးတော့တက်ကြရာရှိခဲ့ပါတယ်။ညာလေးရဲလာတယ်နော်။လာမကလည်းဟဲ့။ဟိုဖိုက်တယ်။ဆိုဆိုခတ်။ရောဟိုအဲ့တော့အနေအခုလိုရှူရနေလာလေးမြင်ရပါပြီ။ ဝါဒနာရှင်တွေအတွက်ကစားတော့ဒီအမိုက်ကန်လေးပေးနာနေပြီးတော့ဝင်သွားလိုက်လို့ရှိရင်တောင်းတန်းနေနောက်ခံထားပြီးပုံစံလာလေးလိုက်လို့ရပါတယ်ဒီမောင်လေးကလိုက်ပြပေးရပါဒီမောင်လေးပို့ပေးတဲ့ဒီနေရာလေးရောက်တော့မြင်ရတဲ့ရှုခင်းတွေကြောင့်အောက်ကနေပြီးတော့အမောတကောတက်လာခဲ့ရတာတွေကတကယ်ကိုအမောပြေသွားစေပါရဲ့ နားလေးရောက်တော့ဦးလေးလေးကနားပါအောင်လို့ပြောရတော့မှပဲတောင်ထိပ်ကိုမြင်နေရတော့နေမှာမနားနိုင်ပဲနဲ့တကယ်ကိုကျိုးစားပန်းစားနဲ့အမြဲဆုံးလေးတက်ခဲ့ပါတယ်သောတော့နင်တို့လေးဆွဲရှိရှိနဲ့တက်ခင်ရာဆိုခဲ့ပေတဲ့ထိတ်ကိုခလေးလေးနဲ့အတူတူရောက်လို့လာခဲ့ပါပြီ။ဆွဲရင်ရင်မ တုတာတုโอเคဩဥရောတော့ဦးမလိမ္မာလိုက်တဲ့ကလေးလေးလိမ္မာလိုက်တဲ့ကလေးလေးစံကပင်တောင်ထိတ်ကမှန်တရားကိုရှာတော့မင်းတို့တွေနေလေခေရောက်သွားတာမို့လို့တပ်ပေါ်တော့တေချာမရိုက်ခဲ့ရပါဘူး ဒီဖရာရင်မြေတော်ပေါ်မှာဖရာဖူပြီးတော့အရင်တို့ရေနေလဲစာကိုတော့ဒီမဟာဇောကပေဆိုတဲ့ရံပုံဝေစာတော့ဆိုင်မှာစားခဲ့ပါတယ်သူကအဝါစာကို6000ကျပါတယ်အထမင်းရဲ့ပြီးလို့ရှိအသားလူကျော်ရဲ့အာလူကျော်ရဲ့တလဘောဟင်းရဲ့ပင်ငပိအပင်ငပိဖြောဝင်တော့ဝရီဖြောအဲလဲတက်တက်လို့ပေါ့နော်စားခဲ့ပါတယ်ဘိုက်စာနေလို့လားမောင်းနေလို့လားမသိဘူးတကယ်ကိုစားကောင်းခဲ့ရင်းဆိုလို့ရှိရင်ဒီဘက်ကတော့ကိုယ်ခဲ့ပါတယ် မမလည်းကုရင်ရိုးရာလက်ဆောင်ပစ္စည်းဆိုင်လေးရှိရယ်အဲထမင်းစားပြီးတော့တာချန်ရေချိုးခြင်းနေဆိုတာနဲ့နင်းလို့ရေချိုးပေးပြီးတော့တခါရဲတောင်းအုပ်ကိုပြင်ဆင်ခဲ့ပါတယ်ကျန်တဲ့မှာနေနဲ့တမောင်ရချင်လာတဲ့ဒီနားလေးမှာပေါ့နော်ကေဘယ်ပရောဂျက်နာမှာတက်ပေါ်ဝင်ရခဲ့ပါတယ်ဒီနေရာလေးကကြည့်လို့ရှိရင်လည်းရှူခင်းနေရအရင်ဟောထားပါတယ်ဒီတော့နေ့နေခင်းရောက်သွားတာဆိုတော့တကယ်လို့မနက်ခင်းစောစောနဲ့ညနေနေဝင်ချိန်ဆိုလို့ရှိရင်ပိုလာမယ်လို့ထင်ပါတယ် လိုက်ပါဦးမယ်သမီးတော့ဝင်ပြန်ဆင်းပါပြီဆင်းလာတာတနိုင်နဲ့တနိုင်ခွဲလောက်ကဆင်းလာဘူးတော့ဒါချမ်းနဲ့ပြပြနေပါသမီးကတော့တော်ဝင်သူဒီချိန်ပါပါပါရှင်ဆင်းလာတော့ တက်တော့လာမောတာဆင်းတော့ကြတော့လေသူကတက်တာရရပဲဒီနေ့နင်းတော့ရှင်းနိုင်လောက်ကစတက်တာဆိုတော့နင်းနေမမြင်သွားတာပဲနော်ပြီးတော့ကလေးလဲပါလာဆိုတော့ဟိုပို့ပြီးတော့ပို့ပြန်မနော်ဒါပေမဲ့လည်းဖြည်းဖြည်းနဲ့နေနေဖြည်းဖြည်းလေးသွားမယ်အဲ့လိုမျိုးပါခါရပါဘူးဘယ်ဒီမှာလဲမိသားစုတွေတက်ကြပါတယ်လို့ပေါ့ပြီးတော့မှမြင့်ကြော် မီလီကတော့သူ့ရဲ့ပုံမှန်အချိန်တိုင်းကိုပုံမှန်ပဲအိပ်ပျော်ပါရယ်အပေါ်တက်တုံးကလို့ကုန်းတက်ရတယ်လို့မျိုးစင်းတော့လေတေးသေးချာချာခရူးဆိုင်ရပါတယ်အခုနင်းတို့လမ်းမှာလဲတောင်တက်တဲ့လူတွေတွေ့ကြရပါတယ်သူတို့ရာကြတော့ဒီနေ့အများအိပ်ပြီးမနေ့ပြန်ပြန်ဆင်းမဲ့လူတွေပေါ့နော်ဒါတော့လမ်းမှာဆုံးခဲ့တဲ့ရန်ကုန်ရန်ကုန်ရဲ့ညီမလေးပါဒီညီမလေးရဲ့ဗီဒီယိုလေးကိုကြည့်နေမယ်ဆိုလို့ရှိရင်တော့ပြန်တရရမယ်လို့ချင်ပါတယ် ကဲတောင်းပါပဲဒါကြောင့်လေးတောင်းကြေရောက်တော့ပြန်လို့ပြီးတော့အလူကံဘုံမှာအလူငွေထည့်ခဲ့တယ်။နောက်ပြီးတော့နင်းတို့တွေတုံတုံနေပဲပေါ့နော်။အဲဖိုးတခက်ဖိုးရွာကိုအဲလိုက်ပို့ပေးမယ်ဆိုပြီးတော့အမှတ်မထင်ရောက်သွားခဲ့ပါတယ်။ဒီရွာလေးရကစီဒီလေးတွေရာနဲ့အဖြူရောင်လေးတွေနဲ့အာနင်းတို့ပါတမိုင်းရောက်မှမသိရင်တော့မှပဲတက်ပုံရိုက်လို့တကယ်ကိုလှတဲ့နေရာလေးလို့လည်းနေရာတော့မြင်မိပါတယ်။ န်းဆိုတာကတောင်တန်းတွေကြားထဲမှာရှိရဲမြို့ငင်လေးဆိုပေမဲ့လေရောက်ဖူးတဲ့လူတိုင်းကအမြင်နဲ့ပြန်လာခြင်းနဲ့မြို့လေးဆိုလည်းမမှားပါဘူး။နေ့ရက်ဒီဗီဒီယိုလေးကတော့ဖန်အန်ကိုရောက်သွားသလိုခံစားမိအောင်လို့အစာဆုံးတေချာလေးရေးပြပေးထားတာပဲဖြစ်ပါတယ်။သဘောကျတယ်ဆိုလို့ရှိရင် like လုပ်ပေးခဲ့ပြပါဦး။အဆုံးသတ်ရှိပြီးတဲ့ကြောက်ချင်းတိုင်းကိုကျေးဇူးများရေးတင်ပါတယ်။နောက်နေ့နေပါတယ်ဖန်အန်ဗီဒီယိုလေးနဲ့ပြန်လာပါဦးမယ်ရှင်။အားလုံးပဲတတ်တာ။